မင်္ဂလာပါဗျာအားလုံးကျေးဇူးပါစေချမ်းသာပါစေပိုင်ကုမြင်နာမြေပိုင်ကုတကြားလုံးအားလုံးပျော်ရွှင်ပါစေကျောင်းကိုပိုင်ဆုမကောင်းတောင်းပါတယ်ဒါဒီလိုင်းလာရခိုးမှုကိစ္စဟာကတော်တော်လွဲမားနေတယ်ဗျနိုင်ငံမှာကအများစုကပြောကြပြဲတကိုးကိုအာတကိုးကိုကာကွယ်ပေးတဲ့နိုင်ငံလို့ပါညာဆိုတော့နိုင်တော်တော်များများကဟိုတစ်ဖက်ဒီမှာလည်းတော်တော်ပြောလာတာရှိတယ်ဒါကိုကျွန်တော်နားလည်အောင်ကျွန်တော်ရှင်းပြပေးသွားမယ်ဥရိကြောင့်ရလည်းရှင်းပြပေးသွားမယ်လူမှုရေးကြောင့်ရလည်းရှင်းပြမယ်ဒါတော့တစ်တော့မှာဆယ်ဒီ ဒါဥဆိုတဲ့တယောက်ပေါ့ကျွန်တော်မေးချင်တာကဒီမှာအဲ့ဒီဥပေါ့နော်နော်ဒါဥဆိုတဲ့တယောက်က तू ဘာပြောတာလဲ तू ပြောတဲ့စကားကဒါဒီကောင်လေးကတော့ဘာမှမသိဘူးဗျာဒါအယိုးခံပဲကျွန်တော်ဒီကောင်လေးရဲ့အနေအထားကိုကျွန်တော်သိတယ် သို့တော်လည်းပဲသူကဥဒေအကြောင်းကိုနားမလဲတဲ့အခါမျိုးမှာစကားတွေပြောတဲ့နေရာမှာအလွဲမားတွေတော်တော်များများကိုတွေ့နေရတယ်နော်အဲ့ဒါကကျွန်တော်ပြည်သူတွေအတိမားမှဆိုလို့ဒါအတိမားမှဆိုလို့ကျွန်တော်အနေနဲ့ထောက်ပြပြောဆိုခြင်းဖြစ်တယ်ဒါလေးကို reaction လုပ်ပေးရခြင်းဖြစ်တယ်နော်အဓိကအတိပညာမှာအတိဉာဏ်ပညာတွေမမားဖို့လိုတယ်အတွေးခေါ်တွေမမားဖို့လိုတယ်ဥဒေအကြောင်းဥဒေအကြောင်းနဲ့သိရှိဖို့လိုတယ်နော်တချို့က popular ဖြစ်ခြင်းလို့ star ဖြစ်ခြင်းလို့တွေလုံနေတဲ့သူတွေကျွန်တော်တက်တော့မှဒီအများကြီးတွေ့လာရတယ် နော်ဒီနိုင်တာရခိုးမှုကိစ္စနေပါအများကြီးတွေ့တာလေဒါလေးဟာလွဲမားနေတဲ့အချက်လေးတွေကိုကျွန်တော်ထုတ်လုပ်ပြောပြသွားမှာဖြစ်တယ်အားလုံးအတူတူကျွန်တော်ကြည့်ကြမယ်နော်ဒါဥဆိုတဲ့တယောက်ပေါ့နော်သူကဒီကောင်လေးကတော့ရိုးသားပါတယ်ကျွန်တော်ဒီကောင်လေးရဲ့အဲလုံဆောင်မှုနောက်နေတဲ့အမှုပညာလေးတွေလည်းကျွန်တော်သဘောကျပါတယ် ဒါမဲ့ဒီနာမှာဒီကလေးတွေမသိရှိတာတွေကတခြားလူတွေမှာအတွေ့အော်တွေမှာယူကျွန်တော်မေ့ချင်တာဒီမှာဒီအခုပေါ့နော်ရိုက်ခါတဲ့အပွားနဲ့ဒီကလေးနဲ့ကဟိုဘလို့ဖြစ်လဲဆိုတော့ line မှာပြောနေတာတနေ့2000နဲ့လာလာခေါ်တယ်ဆိုတော့ဟုတ်လားဟုတ်ပါဘူးနော်အဲ့ဒါတော့ပြောတော့ဒါဒီရက်ကွက်ကလူတွေအသိဆုံးပဲအပွားနဲ့ဒီကလေးနဲ့ကအဲ့ရိုက်ခါတဲ့အပွားနဲ့ဒီကလေးနဲ့ကတန်ရောစင်ကဘလို့ကစင်ကန်ကြီးတဲ့မှာအဲတန်ရောစင်ရှိတယ်ဒီကလေးနဲ့ လေးလား6လောက်လားသားဝင်သားလို့လေးလား6လားသားဝင်သားလို့ပြောပြသားဝင်သားတယ်သူကချစ်ကြတယ်ဒီရက်ကလုံးတိနောက်ပြီးတော့အဖွားကကျွန်တော်တို့ပြောနေတာတခုတ်ကိုတရုပ်ကလို့ပြောကြတယ်တခုတ်အားပေးလို့လည်းပြောကြတယ်အဲ့တော့အဖွားကအရင်တော့နာမည်ပြက်ပြီးပါရှိတယ်ရှိပါဘူးအားမလည်းမရှိဘူးဒါမှမဟုတ်လည်းမရှိဘူးလုံးဝတောင်းတယ်ကွာစိတ်ကူးတာမျိုးမရှိဘူးနောက်ပြီးတော့အဖွားကအဲ့ရနေပြန်လာပြီးတော့ကိုယ့်ကိုတတ်တည်ဖို့လုပ်တယ်ကွာအမှန်နော်ဒါရက်ကကတိလို့ ဲ့တော့ line ပေါ်မှာကျွန်တော်တို့ကိုဗျာကိုတိုင်းသွားရှာလိုက်ကျွန်တော်တို့ကိုပြောနေအဲ့တော့ line ပေါ်မှာအဲ့တော့ဒီညီလေးပြောတယ်လို့ပေါ့ iPhone ကိုထောင်းလိုက်ထက်တာတော့မှတတိထက်တာကိုအကြီးထက်တာကိုကိုတက်တဲ့ပို့ဆိုပုံမှန်300ယောက်ခွန်နိုင်ကြီးတယ်သူကတက်တဲ့ဖြစ်သွားမလားအဒါမျိုးရှိတယ်ဇာတ်တလုံးကလေအဲကိုကပြောချင်နိုင်ပြောလို့မရဘူးဗျာတကယ်မှာဥပဒေအကြောင်းအရာရှိတယ်အဒီအဖွားကအတက်တဲ့လုံးကကောင်းလားကောင်းလားခိုးတာဒီနေ့ခိုးကာရာကစ်ပဲကာရာကစ်ဆိုတာဒါခိုးမှုပဲ 不管多少困难，在不皮皮买，多少吃食品买，都是在先到马子，都是得都都是那都皮买，啊那在空屋里啊都明明死的，然后在皮嘛皮马嘛苦然后在到裤裤里玩就拼命不，在屋里照样屋里也不忙死的，他来了，啊我都不要不包咱呀，婆怕干。 အာကိုကိုတက်တည်ဖို့တော့ဒီပြဿနာဖြစ်လာပြီးတော့မှကိုကိုတက်တည်ဖို့တော့လုပ်တယ်ဆိုတော့ဒါကဥရိကြောင့်လည်းထက်ညပြန်ရောဗျာပုံမှန်တော့အခုကိုကိုတိတ်တောင်းကြံစီမှုဆိုတာထက်ဖြစ်တယ်အဲ့ဒါကလည်းထောင်တန်းကအနည်းဆုံးကအာ9နှစ်နဲ့10နှစ်ကဂျားမှာရှိတယ်သူအတူကဒါဒါထောင်ကြမှာ5-6လပဲကြာမှာအာ6လပေါ့အများဆုံး4လလည်းကြာ4လခွဲလည်းကြာလို့ရဗျာ6လလည်းကြာလို့ရတယ်ဗျာဟာလားအာဒါတမျိုးသူတို့ပြောလိုက်မှပဲဒီအဖွားကြီးကအနည်းဆုံးဝန်ထမ်းတော့10နှစ်လောက်ကြာလို့ရတဲ့အမှုတွေဖြစ်ကုန်ပြီเนาะ ဒါသူသူတက်တဲ့ရှိတာလားသူအတက်တဲ့လားဘေးနားမှာရှိတဲ့လူတွေအားလုံးကသူ့ဘုသူအဲ့ဘွားရဲ့တေချောင်းကြံစီပါလဲဆိုရင်ဒီတေရွာလုံးကတက်တဲ့လိုက်ပါလားဒါတွေကကျွန်တော်တို့အံ့ဩစရာတွေဖြစ်တယ်ကိုယ်ကစေတနာနေရောဝေဒနာတွေဖြစ်ကုန်တာကိုပြောပြတာပါတိုင်းပြည်မှာကကိုယ်ကစေတနာထားပြီးတော့လုပ်ပေးတယ်ဒီဘွားကြီးကအရင်တော့ခိုးတာမဟုတ်တာမဟုတ်ဘယ်ချိန်ခိုးခိုးမခိုးခိုးကိုက်တာခက်ကကိုက်တာဇိုင်းတာဖောက်ပြန်တာဖောက်ပြန်တာပဲဟုတ်ပြီဒီဒီကျွန်တော်တို့ပြောပြီးသွားပြီ နောက်ပိုင်းနေကျွန်တော်တခုချင်းရှင်းပြအောင်မယ်ဒါတော်တော်လွဲမနေတဲ့အလွဲမလေးတွေပြောပြပြပြလိုင်းပေါ်မှာဒီအွားကြီးကိုပြောလို့ပေါ့နော်ဒီအွားကြီးကိုကျွန်တော်တို့ကကုညီလို့အဲဒီအွားကြီးကိုကုညီလိုက်လို့ကျွန်တော်တို့တကူအားပေးပါညာဆိုပြောကြတယ်အဲ့အမြင်ရောအွားတို့ကတကယ်ပဲကျွန်တော်တို့ကအဲ့လိုဖြစ်နေတာဖြစ်နေတာဟုတ်ပါဘူးတကယ်တော့အစ်မမဟုတ်ဘူးလားလုံးဝလုံးဝလုံးဝတကယ်ပဲကျွန်တော်တို့က90ဆိုဒီတစ်ခါပဲကြားဖို့တယ်ဟုတ်တယ်ဒီတစ်ခါပဲကြားဖို့လားနော်ဒါအမှန်တမ်းကိုကျွန်တော်တို့ကပြန်ပြီးဖြည့်ချင်းပေးရမယ်ဒီလိုတဲ့အမှုတွေရတာပါတယ်နော်ဒီလိုတွေရတာရောကလေးတွေလည်းအွားကိုကြားလို့ကျွန်တော်တို့ကဘယ်လိုသိကြတာလဲ အဲဒီဖွားရအဲမခုအတီတခါပဲဖြစ်ဘူးလေပေါ့ဒီဖွားဒါကျွန်တော်ဘက်ကကျွန်တော်မမှန်ငငသုံးသက်ဆုံးဖြစ်တာပေါ့မိမှဒီတခါပဲဖြစ်တာလေတခိုးတိုင်းอ่ะမမိမမိခိုးနေမှာပဲမိတဲ့အချိန်ညာကျွန်မဒီတခါပဲခိုးတာပါကျွန်တော်ဒီတခါပဲခိုးတာပါကျွန်တော်ဒီတခါပဲလုံးမိတာပါဆိုတာဒါကတော့တခါကြီးပဲเนาะဒီကြောင့်ကတော့ဒါကျွန်တော်တူးသားစီတူးသားစီပြောတာမဟုတ်ဘူးเนาะ ဘယ်ဘက်ကမှလိုက်မှာအဖွားကြီးကိုလည်းကျွန်တော်ဒါရိုက်နေတာတည်းကလည်းကျွန်တော်ပြောပြရိုက်နေတာရိုက်နေတဲ့ဥတွေတိုင်းသွားမယ်အဖွားကြီးကအဖွားကြီးတိုင်းသူ့ဥတွေတိုင်းသွားမယ်ဒါအဖွားကြီးကိုရိုက်နေခံလို့အဲလူမှုရေးရဒါပေးတာလူတာတန်းတာကတော့ဒါကျွန်တော်အနေနဲ့ပြောစရာမရှိပါဘူးเนาะပြောစရာမရှိဘူးခိုးမှုကိုတော့ကာကွယ်လို့မရဘူးเนาะဟိုတခါမှမခိုးတော့ဘူးလို့ဘာလို့ညာလို့ဆိုမလို့နဲ့အဲ့ဒါဒီကဒီအဲဒါလေးအကုန်လုံးကဒီမှာပါနေတဲ့အကုန်လုံးကဒါလေးကမပြောသင့်တဲ့ဇာတ်လေးဖြစ်တယ် နော်သူပဲသူနဲ့သွားနေတဲ့တခြားလုံးမှလည်းသူတွေလိုက်တာလည်းမဟုတ်ဘူးတခါပဲဘယ်သူမှအဆအဆုံးဆုံးတဲ့ဒီခိုးတယ်ဆိုတဲ့ဥစ္စာလွယ်လွယ်ကူကူခိုးလို့ရတာမဟုတ်ဘူးနော်မယုံလို့ရှင်တော်ကျေခဏောက်ကိုယ်တိုင်သူများဥစ္စာပစ္စည်းကိုသွားပြီးခိုးကြည့်လွယ်ကူမလားလို့ဟုတ်လားဒါကခိုးနေကြသွားလို့ဒါနဲ့ဒါတော့လွယ်လွယ်ကူကူနဲ့ခိုးနိုင်တာခိုးတယ်ဆိုတာလည်းပဲအဲကျွန်တော်တို့တာမန်နေရာမျိုးလောက်တော့ခိုးတယ်ဆိုရင်ကျွန်တော်တို့ကအာဒါပြောလို့ရသေးတယ်ဒါဒါသူမသိလို့ အလောက်ခသာမလို့ဆိုလို့ချင်းကျွန်တော်တို့ကဝေဖန်သုံးသပ်ဆုံးဖြတ်လို့ရအခုဥစားကတကယ်စတိုးဆိုင်နေတကယ်ဟာကြီးမှာသူသွားခိုးတယ်ဆိုတဲ့ကောဒါကတာမန်အစ်စ်နေနဲ့တကူမဟုတ်ဘူးနော်အဲဒီလိုလမ်းမှာသွားလို့မုတ်ဆိုင်နေတခုမှာဗျာစားသောက်လမ်းမင်းမှာရတဲ့နေမှာကုန်းဆုံဆိုင်မုတ်ဆိုင်နေတခုမှာအာလူကျက်တုံတို့ဘာညာတို့ခိုးလိုက်လို့အဲမှာရှိတဲ့အဲပစ္စည်းတခုခိုးလိုက်လို့ကဒါတမကချန်ကခိုးလာလို့ပြောလာတကယ်ဆိုင်မှာဗျာအာဝန်ထမ်းတွေအများကြီးရှိနေတဲ့နေရာမှာသွားခိုးနိုင်တယ်ဆိုတဲ့တတ်တိကား ဒါတာမန်တက်ဒီမဟုတ်တာမန်တခိုးမဟုတ်ဘူးဒါကျွန်တော်တို့ပုံစံပြောတာတော့ကျွန်တော်တို့ကတဦးသားစီသူးသားစီမရှိဘူးဒီပေါ်တိုင်းမှာတလို့ကာပွဲပေးတာတော့ကျွန်တော်တို့ကလက်မခံပါဘူးเนาะအဲကျွန်တော်ကတော့ပြောပြတာအမှန်တရားပဲတော်သားအမှန်မှန်ကန်ကန်ပဲသုံးသက်တယ်သုံးပြတယ်ဒီဘွားရဲ့ဇာတိကောင်းတယ်ဆိုခုံမှုမဖြစ်ရဘူးဇာတိမကောင်းလို့သာခုံမှုဖြစ်တာဖြစ်တယ်ပြီးတော့ခုံမှုကလည်းပဲဝန်ထမ်းတွေအများကြီးရှိတဲ့ဆိုင်မှာမှာသွားဖြစ်တယ်ဆိုတော့ဒါကတောင်းတောင်းအောင်အဆင့်လောက်နဲ့ဒီလိုနေရာတွေမတက်နိုင်ဘူးတခိုးတွေတခိုးတခိုးချင်းတိကြလိမ့်မယ်เนาะတခိုးတခိုးချင်းတိကြလိမ့်မယ် ဒါလို့ပဲကျွန်တော်ကပြောပြလို့ရတယ်အဲ့တော့ဒါကိုလည်းရဲတွေကတီးတယ်တီးတယ်ပြီးလို့ဆက်လို့ရှိရင်ပေါ်လာလဲဦးမယ်နော်ဘမခိုးတယ်ဘမခိုးတယ်ဘမခိုးတယ်ဆိုတာအမှုကတမှုတတ်ပြီတော့အကြောင်းကိုနောက်မှုတွေဆက်တွဲလာရင်တွဲလာမှာပြောလို့မရဘူးနော်တနာလာမယ်လူတော်ပြောတာမဟုတ်ဘူးနော်ဒါတွေကိုကျွန်တော်တို့ကကာကွယ်ပြီးလို့မရဘူးဆိုတဲ့အကြောင်းကိုပြောပြတာ တခိုးကခိုးတာပဲတခါပဲခိုးခိုးနှစ်ခါပဲကိုနောက်ဆုံးမှာကျွန်တော်ပြောလို့ပေါ့လမ်းဘေးမှာရှိတဲ့ဟိုဟာလေးကလမ်းမှာရောင်းနေတဲ့ကုံစုံဆိုင်လေးမှာအာလူချက်တော်ရောင်းနေတဲ့ဆိုင်လေးမှာပတ်စံခိုးလိုက်တာပစ္စည်းခိုးလိုက်တာကဒါစခိုးတတ်တဲ့သူမလို့ဟိုမှာစတိုးဆိုင်နေမှာလူအင်အားမြောင်များစွာရှိတဲ့ဝန်ထမ်းတွေမြောင်များစွာရှိတဲ့မှာခိုးတယ်ဆိုတော့တမကရှန်ကအစ်စ်နဲ့ခိုးလို့တော့မရဘူးเนาะတော်တော်ကျွမ်းကျင်တဲ့သခိုးမှာခိုးလို့ရကျွမ်းကျင်တဲ့အောင်မှာဟိုက CCTV ရှိနေလို့မှမိတာဒီတိုင်းတော့လွတ်လွတ်သွားတယ်ဆိုတော့ကိုယ်အတွက်ကြည့်ပါ တမကရှာကားဆိုချက်ချင်းကိုချက်ချင်းမိမှာပေါ့သူက CCTV နားမှာသူ့ကိုမိတယ်ဥစားဟုတ်လားအဲ့ဒါတွေကလည်းပဲကျွန်တော်စဉ်းစားနေရဖြစ်တယ်အဲ့တော့လူတွေကအဲ့လောက်ဒီအုံနောက်တွေမဝေးကြဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းနေတယ်ဆက်လက်ကြည့်ကြမယ်နော် ဟုတ်ကဲ့ဒီကတော့သူသားမှာပဲကျွန်တော်တို့ကဒါကိုဘာမှပြောလို့ရအောင်ဒါမဲ့ဘွားပြတ်ထွက်လာရင်ဒီလိုလိုလေးကတော့ငုံငုံဘွားရဲ့ပုံစံကြီးအားလုံးလည်းရမ်းချစ်တယ်ဗျာဟုတ်ကဲ့ဒါလည်းချစ်နေတယ်ဗျာဟုတ်ရမ်းချစ်တယ်ဗျာပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီဘွားထွက်လာရင်သူ့ဘွားကျွေးပြီးပြီးနေတယ်သူလောက်ကလာဒီကျွေးနေကြောင်လို့ပြောတယ်ဟုတ်ကဲ့နော်အဲ့ဒီကျွေးနေကြောင်လို့ဆက လူတွေကိုအကြည့်ပြောတဲ့လူအများကြီးရှိတယ်။ဘာမှမသိဘူးကြာဘာမှမသိတဲ့လူကဝိုင်းဝန်းကြီးအပြစ်တင်နေကြတယ်။တကယ်ကြသူတို့ကြတော့လည်းတပြားတစ်ချက်ဝင်ကြည့်ရဆိုတော့မကူညီနိုင်ဘူး။လာပြီးတော့စုံစမ်းလာဆိုတော့လည်းမစုံစမ်းဘူး။ဒိုင်းပေါ်မှာသူများကစာလေးရေးလိုက်တယ်ဒီဝိုင်းရကလေးတယောက်တနည်းနှစ်ပေါင်းနဲ့ပေါ်တယ်ဆိုတော့ဘာလို့အဲ့ဒါကိုယူသွားပြန်။အကွားနဲ့ကလေးကဘာမှမတော်ဘူးမှန်တယ်။ ဟုတ်လားဒါမှမတော်ဘူးဒါမှမဟုတ်ညီအွားလို့ဆက်ကြရတယ်ငယ်လေးငယ်လေးလေးနဲ့တော့ဒီတန်ရောင်းတင်နေရှိတယ်ဗျာအဲ့တန်ရောင်းတင်နေရှိတော့သူကမသိဘူးဒါတမရကအေးဆိုလိုက်ရေးလိုက်တာတကယ်ကြောက်ဒီမှာကြတော့အွားကဒီညီကိုတော်တော်ချစ်ကြတယ်တော်တော်ချစ်တယ်ညီလေးကညီရတဲ့အွားကိုအရင်ချစ်တယ်ဟုတ်လား ။တရားရှိတယ်ဆိုတော့အခုကျွန်တော်တို့ကအပွားကိုတူမယ်ဆိုရင်အပွားကိုတူမယ်ဆိုရင်သဘောကျလား။အလေးလည်းတူမယ်ဆိုရင်သဘောကျလား။ဘာလို့စားလဲကွာ။အပွားကဝတ်ချော်စားတယ်နော်။အပွားကဝတ်ချော်စားဒါဒီရက်ခွဲတဲ့လူတွေအကုန်လုံးပဲနော်။ဒီရက်ခွဲတဲ့လူတွေအကုန်လုံးသိတယ်။အဲ့ဒါကို live မှာမသိဘူးလားနဲ့လိုက်ခိုက်တဲ့လူတွေကတဘုံကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့ကရှင်းပေးရတာဖြည့်ရှင်းပေးရတာ။အခုချော်တယ်သူချော်တဲ့နေရာကအကုန်ပြောတယ်။ဟုတ်။ချော်တဲ့နေရာနော်။သူချော်တဲ့နေရာလည်းအကုန်ပြောတယ်။အဲ့တော့ဒီဝတ်ချော်နေတဲ့အပွားကိုကျွန်တော်တို့ကကူညီနေတဲ့နေရာ။ နော်တခြားဘာမှမဟုတ်တခုအားပေးတာလည်းမဟုတ်ဦးပြောက်တာလည်းမဟုတ်ခုခေတ်ကတော့ဒီခံရမှာပဲခံပြီအဲ့တော့ဒါကဒီမဒီဖိုင်နယ်သူရှိပါတယ်ဒီလိုင်းသာကိုကြီးတို့ပါညာလို့ပြောတဲ့ဖိုင်နယ်ရှိတယ်အဲဒီကျွန်တော်ပြောတယ်ဒီတလီတန်နဲ့ဖြစ်မှာမလို့ဒီတယောက်နဲ့ပဲကျွန်တော်ဒါအားလုံးသိအောင်တခါတည်းပဲပြောလိုက်တော့မယ်နော်အဲ့တော့ဟို အဖွားကြီးကိုလူတာကလူလို့ရပါတယ်ထောင်ထဲမှာ AC ဒါနေလို့ရအောင်ဆိုလဲသွားပြီးတော့မှဒါပေါင်းချလေးသွားလုပ်ပေးတာတော့ဒါဆိုလိုင်းတာကိုကြီးတို့ဒီကောင်တို့သိပါတယ်ဟုတ်တယ်မှာတို့ကြော်ဝင်းစိန်တို့နဲ့အဲပါတနာလေးဆိုလို့ရှိရင်တော့အဲဒါမသိတာအကြောင်းမရှိပါဘူးနော်ဒါလမ်းကြောင်းသွားတက်လုပ်လိုက်လို့ပေါင်းချသွားလုပ်ပြီးလိုက်လို့ရှိရင်ဒါရေခဲပေါ့ကျွန်တော်ပြောနေကြစကားဆိုရင်တော့နော်အဲ့တော့ကျွန်တော်ပြောတင်တာကဒီလွဲမားနေတာ ြောတာလွဲမနေနိုင်ပြောတာเนาะဒီကလေးတွေကတော့ဘာမှမသိဘူးဒီဥဆိုတဲ့ဒီဥကချစ်တက်တယ်ဆိုတဲ့အကောင့်ဒီကောင်းလေးပေါ့သူကတော့ဘာမှသိမှာမဟုတ်ဘူးเนาะမျိုးဖြစ်သွားတယ်တခိုးကာကွယ်ပေးတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲဘာကြောင့်ဖြစ်သွားတယ်လဲဘာကြောင့်ဖြစ်သွားအမေငကေးကသူ့စဖြစ်လာတဲ့ပုံစံရဒီဖွားကြီးကသူ့သားလေးတမီသားသမီးစားဖို့အတွက်ကိုအဲလာခိုးတယ်ဆိုတဲ့ပုံစံမျိုးပေါ်လာ ပထမဆုံးပေါ်လာတဲ့ပုံစံဒီကလေးကိုကြိုးတုံနေတဲ့ဟာမှာသူကအာအုတ်ထုတ်လေးစောင်းနေတယ်သူမှနောက်ထပ်အဲခြေကျိုးလက်ကျိုးတယောက်ရှိပါသေးတယ်ခြေတော့ပြတ်နေတဲ့တယောက်ရှိတယ်မြုံလိုက်ကြည့်ပါဆိုတော့ဒီဘွားကြီးပြောတဲ့စကားတွေရှိရှိတော့ကျွန်တော်တို့ကလည်းပဲစိတ်ထဲမှာကောင်းဖြစ်တယ်ဩအဲတာသမီတွေလည်းသူလည်းမချကျွေးနိုင်တော့လို့သူတို့လောက်တာပဲဆိုတော့အဲသုံးသက်တဲ့ရှိတယ်သူတို့လည်းပဲ character kiss က character kiss ပါပဲကျွန်တော်တို့ကပြောပြီးသားပါပဲเนาะကျန်တဲ့ကလေးတွေကိုဘယ်လိုကူညီဆောက်ရှောက်အောင်မလဲဒါ brighter ဖြစ်နေတဲ့ဒါဒီ ဒီဥကချက်တက်တယ်ဆိုတော့အကောင့်ပိုင်ရှင်ဒီဆော့တော့အကောင့်လေးရဲ့ဒါလိုင်းသားရကိုကြီးလို့ဆိုတော့အဖွဲ့ကြီးရဲ့ဒါတို့နောက်ကနောက်ကနောက်ပမင်းထွန်းဘလူးလည်းမသိဘူးအဲကိုထွန်းမင်းလားအဲတယောက်ရှိသေးတယ်သူတို့တွေကအာလိုက်ပြီးတော့အဲ့မှာဟိုတယ်ပရိုက်တာလို့တော့အော်ကျွန်တော်တို့ကအဲ့ဒါကိုတွဲလိုက်တယ်ဒီအဖွားကြီးကကလေးနှစ်ယောက်နဲ့ရှိတယ်ကလေးတယောက်ကလည်းဒုက္ခိတာဖြစ်နေတယ်ခြေပြက်နေပါညာဆိုတော့အတန်ကြားလိုက်တော့အာဒါသူတို့ပရိုက်တာလို့တော့ကျွန်တော်တို့ကကြိုးစိုးတယ်ဝမ်းသာတယ်အဲဒါကောင်းတယ်ပေါ့ ဒါမဲ့အခုပြန်ကြတာဒီဖွားကြီးကဒီကလေးနဲ့လည်းဘာမှမပတ်သက်ဘူးဘာမှမပတ်သက်လို့ရှင်အဲဒီကလေးကမိဘနှစ်ပါးလည်းရှိတယ်လူလာတန်းတောင်ပြောတော့မှာပေါ့တော့မဘူးပဲပြေးပြေးအဲတင်းတောင်းတဲ့ချီပဲပြေးပြေးဒါပြဿနာမရှိဘူးဒါတို့တို့ပဲသူဖားလို့လို့ဒါပေမဲ့ပြည်သူလူထုမှာအတိမှားသွားတာကိုပြောတာပါအတိမှားသွားတာကိုပြောတာတကယ်တကယ်ကြတော့ အဲကျွန်တော်တို့လည်းပဲအလိန်ခံရတာပေါ့ဒီဘွားကြီးကပြောတဲ့ဥစ္စာမှာအမသိသူသားလို့သူသမီးသူ့ရဲ့အဲသားသမီးလို့လို့နောက်တယောက်ရှိသေးတယ်လို့လို့နဲ့သူကပြောပြီးမယုံအိမ်လိုက်ကြည့်ပါဆိုအဲ့မှာဟိုမှာရိုက်တဲ့မိန်းမကဆိုင်ရှင်မိန်းမကဘာမှလိုက်ကြည့်တယ်လို့ဘာညာဆိုတော့ဒါမျိုးခလေးကိုတွန်းလိုက်စားလိုက်တာတော့ရှိတယ်။နောက်ဒါမျိုးတော့ရှိတယ်ဒါတော့ဥပဒေကြောင့်နဲ့သွားမှာပဲဒီဒါတော့ဥပဒေကြောင့်နဲ့သွားမှာပဲဒါမဲ့ဒီ อะอภัยอ่ะบาเล่เออเวชช่อซ่าเด้บ่ดาดาตูตะไมจองแมอเวชช่อซ่าแลตูตะไมจองโคราแลตูตะไมจองဒါပေမဲ့လူတာတန်းတာကြတော့လူတာတန်းတာကြတော့သူကအတက်ကြီးလို့လူတာပဲဖြစ်ဖြစ်ဘလို့လူတာပဲဖြစ်ဖြစ်ပေါ့ဒါပေမဲ့တခိုးကအခုဖြစ်လာတဲ့ပြဿနာကတခိုးကို ဟိုကာွယ်ပြီးတော့မှဝိုင်းလှူလိုက်တယ်ဟိုဝိုင်းပြီးတော့မှပြဿနာလေးစုံစမ်းဖြစ်လို့ရှိရင်ဝိုင်းလှူကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့ popular ဖြစ်သွားတာပေါ့ဗျာတခိုးလေးကိုဒါဟာပံ့ပိုးပေးတဲ့အတိုင်းကြီးဆိုပြီးတော့ဖြစ်လာတာပေါ့အမှန်ငယ်ကအဲ့ဒီရပြဿနာကဒါတကယ်တမ်းဆိုလည်းဒီအဖွားကြီးကအာခိုးမှုနဲ့ဖြစ်တာဗျာခိုးမှုနဲ့ဖြစ်တာဗျာခိုးတယ်ဆိုတာလည်းကျွန်တော်စောစောပြောသလိုပေါ့ဗျာ ကျွန်တော်တို့ပထမလဲတနာပါတယ်တနာတယ်ဆိုတာကဒါစီးပွားရေးအစိတ်မပြေတိုင်းခိုးစရာတော့မလို့တောင်းစားလူတွေတပုံရှိပါတယ်ပေးတာပါတယ်လှုပ်ရှားလူတွေရှိပါတယ်တပုံရှိပါတယ်ဒါပေမဲ့ဒီဘွားကြီးကအာခိုးတယ်ဆိုတာလည်းပဲတမကရှန်ကအစင်လောင်းနေရတော့ဒီစတိုးဆိုင်တွေမှာတက်ခိုးလို့မရဘူး CCTV တွေရှိတဲ့နေရာလေးနောက်တစ်ခါကျတော့အဲဝန်ထမ်းတွေအများကြီးရှိတဲ့နေရာကြီးမှာတမကရှန်ကအစင်လောင်းနေရတော့ဒီတက်ခိုးတက်ခိုးလို့မရဘူးဒီဘွားကြီးကခိုးမှုအစင်တန်းလည်းခိုးတတ်တဲ့အကျင့်ကလည်းနည်းနည်းတော့အစင်မြင်မဟုတ်ဘူးလို့ကျွန်တော်တို့နဲ့တုံးသက်လို့ရတယ်เนาะ အဲ့တော့ဒီလိုနေရာဒီမှာတော့ချက်ချင်းတော့အောင်ခိုးသွားနိုင်နေဆိုတော့ပစ္စည်းတွေရှိတယ်ဆိုတော့ကိုကဒါရှင်းနေတာပဲဒီဖွားကြီးရဲ့အရေးချင်းဘယ်လောက်ရှိတယ်ဆိုတာဒါသုံးသက်လို့ရတာပဲเนาะဒါကျွန်တော်တို့ကမှန်မှန်ကန်ကန်သုံးသက်ဆုံးဖြတ်ပေးတာပါအဲ့တော့အဲ့ဒီဦးလိုပဲဖြစ်ဖြစ်အဲဟိုနင်းလိုပဲဖြစ်ဖြစ်အဲပိဋကပြည်သူတွေပြောတာမမအောင်ဆိုတော့တော့ငါညီတို့လက်ခံပေးဖို့လိုအပ်တယ်ဒါဒါကိုကြီးထောက်ပြတဲ့အနေထားပဲရှိသေးတယ်เนาะအဲဒါပြည်သူတွေအတီးအတွေးခေါ်နေမှမှဆိုလို့ဒါအာကိုပိုင်ကြီးကမင်းတို့ထောက်ပြပြောဆိုတာဖြစ်တယ်အပြစ်ပြောတာမဟုတ်ဘူး အဘယ်ပဲပြောအာပရိုက်တာစိတ်တွေရှိတော့တော့လေးစားပါတယ်တန်ဖိုးထားပါတယ်လေးစားပါတန်ဖိုးထားပါပြီးတော့ငါညီတို့ဥပဒေကြောင်းနေတဲ့တာမဲနေတာလေးတွေကိုလည်းဒါကိုပိုင်းထောက်ပြတာဖြစ်တယ်မင်းတို့ဒီအဖွားကြီးကသူ့ကိုယ်သူတေချောင်းကြံ့နေဆိုတော့ပုံမှန်300ခွန်ရှိပါတယ်အဲပုံမှန်300ခွန်နဲ့ငါညီက ဥပမာကိုကြီးကတရားဆွဲလိုက်ပြီဆိုပါဆိုဒီဖိုင်ကသူ့ကိုယ်သူတက်အဲတက်တယ်ဘုတေချောင်းတံမို့လောက်ပါလေဘယ်လိုလဲဥကတက်တယ်ရှိပါလေသူ့ဖိုင်မှာပြောထားပါလေအဲမှာအုပ်စုလိုက်ကလည်းတက်တယ်ရှိပါဆိုအဲ့ဒါကရဲကလည်းပဲတရားလိုလုပ်ပြီးတော့ထပ်ပြီးတော့အဲ့အဖွာကြီးကိုထပ်ပြီးဥပဒေချောင်းရထပ်ပြီးအမှုထပ်ကတ်လို့ရတယ်ဆိုတာငန်းကြီးလေးသိစေချင်တယ်လို့ဒါကိုကြီးပြောနေအားလုံးကြမ်းပါစေကြောင်းကိုဆုမကောင်းတောင်းလိုက်ပါလေဗျာ